သားသမီးလှုပ်ရှားတယ်မဟုတ်ပဲခင်ပွန်ရဲ့လှုပ်ရှားလဲမစားခဲ့ရပါဘူးလို့ဆိုလာတဲ့ဇပိုတယုတ်ဆောင်ဒေါ်နန်ခန်းဝါသားသမီးလှုပ်ရှားမစားတာတယ်မဟုတ်ယောက်ျားလှုပ်ရှားလဲမစားခဲ့ရဘူးသူတော့သူရတာသူတော့သားကြီးကောင်တည်ပြီးတော့ညီကြီးကဆယ်တာအငယ်မလေးရဲ့ရှစ်တန်းနှစ်နှစ်အိမ်ပြောင်းမလား အမေမျက်နှာမှာဇဘူတီယိုဆောင်နန်းခန်းဝါကဗီဒီယိုစကားတော်တော်များများမှထွေရသလိုဇလန်ဒရီမှာလည်းမြင်တွေ့ရတဲ့သူဖြစ်ပါတယ်နာမည်ကိုပရိသတ်တရားမရင်းနှီးကြပေမဲ့လူတို့တော်တော်များများရင်းနှီးပြီးတော့သိကြပါတယ် မင်းသားမင်းသမီးတွေကိုဒါမီဒီယာတွေကလည်းခေစစ်တွင်ကြအကုန်ဖော်ထုတ်ကြပေမဲ့ဒေါ်နန်ခန်းဝါလိုဇပိုရီယာတော့ဘဝမှာဘာပဲဖြစ်ဖြစ်ဘယ်သူမှဖတ်လို့တာမခံရပါဘူးဒေါ်နန်ခန်းဝါဆိုရင်ဘဝကိုတယောက်တည်းရုန်းကန်နေရတာပါဒေါ်နန်ခန်းဝါကအခုဆိုရင်အသက်60ကျော်ဖြစ်ပြီးတော့စိတ်သွားတိုင်းကိုမပါတော့ပါဘူးဒီရွယ်မှာတောင်သူတယောက်တည်းရုန်းကန်နေရတော့ဖြစ်ပါတယ်တကယ်တော့ဒေါ်နန်ခန်းဝါကအိမ်တော်ကြီးကံမကောင်းခဲ့ပါဘူးအသက်16နှစ်အရွယ်နဲ့အိမ်တော်စောစောချခဲ့ပြီးတော့ ဘဝရဲ့ပူပန်မှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။အသက်16နှစ်နဲ့လက်ထက်တဲ့ခင်မောကလည်းသူ့ကိုမလုပ်ကြွေးပါဘူး။အလုံးလုံးပေးမဲ့သူ့ရှာရာကိုသူ့သားလင်းသုံးတာပါ။ဒီလိုကြောင့်ဒေါ်နန်ခန်းဝါကဘဝကိုတယောက်တည်းရုန်းကန်ရပြန်ပါတယ်။ဒါအပြင်သားအကြီးကကွယ်လွန်သွားတဲ့အချိန်မှာခင်မောကလည်းနင်းမျက်နှာမကြည့်ချင်လို့ဆိုပြီးတော့ထွက်သွားပါတယ်။အဆုတ်ရောကလည်းရှိတာမို့ဒီနှစ်နှစ်မှာဖျက်သွားပြီးတော့နောက်ဆုံးချိန်ကိုရောက်သွားပါတယ်။ကွယ်လွန်မဲ့အချိန်မှာဒေါ်နန်ခန်းဝါကပဲခင်မုံးပြည်သူကနောက်ဆုံးမှကွယ်လွန်တဲ့အချိန် ဟဲ့ဆန်ပေါ်နေငါ့ကိုမကြည့်ချင်ဘူးဆိုပြီးပြန်မလာတာနှစ်နှစ်ငါအခုနင့်ကိုလည်းမကြည့်တော့ဘူးငါလည်းမကြည့်တော့နဲ့ဆိုပြီးတော့ဒေါ်နန်းခန်းဝါကိုကြွေးခဲ့ပါတယ်ခင်မုန်းပေါ်မှာတန်ရုံးစင်မရှိတာမျိုးမဟုတ်ပေမဲ့စိတ်နာတဲ့စိတ်လေးတော့ရှိပါတယ် လက်ထက်ခဲ့တဲ့တခြားလုံးဒုတိယထဲသာရုံးခံခဲ့ရတာပါဒါကြောင့်မို့ခင်မုန်းကွယ်လွန်တဲ့အချိန်မှာပြောစင်တာတွေပြောပြီးတော့ငိုခဲ့တာဖြစ်ပါတယ်တခြားသူတွေကတော့ဒေါ်လန်ခန်းဝါကိုကြည့်ပြီးတော့စိတ်မကောင်းကြပါဘူးဒေါ်လန်ခန်းဝါကသားလည်းမရှိခင်မုန်းလည်းမရှိတဲ့အချိန်မှာမြေအတွက်ရုံးခံရပြန်တာဖြစ်ပါတယ်မြေကြီးလေးရ၁၀တန်းဖြစ်တဲ့အပြင်မြေငယ်လေးရ၈တန်းသာရှိပါတယ်မြေကြီးလေးရ၁၀တန်းမို့အပြင်မှာပါအဆောင်ထားပေးခဲ့ပါတယ်ဒီလိုတယောက်တည်းရုံးခံရတာမို့ သူမှာခင်မိုးကိုလည်းမလွမ်းဘူးလှုပ်ကြွေးမဲ့သူလည်းမရှိတဲ့အချိန်မှာဒေါ်နန်ခန်းဝါနေမကောင်းဖြစ်နေတာပါဂျမအေးမကောင်းတဲ့အတွက်တရုတ်ဆောင်လှုပ်လည်းမလုံနိုင်တော့ပါဘူးလူဘဝကြီးမှာဒီလိုဘဝသာဆိုရင်လူပြန်မဖြစ်ပါစေနဲ့ဆိုပြီးတော့ဒေါ်နန်ခန်းဝါကအမဲဆူတောင်းတာပါအလူရေဆက်လည်းနဲ့မကွာဘဝမျိုးမှသာလူပြန်ဖြစ်ပါစေလို့ဆူတောင်းတာဖြစ်ပါတယ်ငယ်စဉ်ကလေးကဒေါကဝေခဲ့ရသလိုအခုအချိန်ထိဒေါကတွေဝေနေရတော့မို့လူဘဝကိုထမ်းမဖြစ်ချင်လောက်အောင်စိုးရင်ပူပန်နေရပါပြီ။ ဒါပေမဲ့လည်းဒေါ်နန်ခန်းဝါကသူ့ဘဝကတော့ခက်ခဲလာပါတယ်ဆိုပြီးတော့ငိုကြွေးမနေပါဘူး။ဘဝရဲ့အမောတွေကိုရည်စရာအဖြစ်သာပြောပြီးတော့နေနေတာပါ။ဒေါ်နန်ခန်းဝါကစိတ်ထားကောင်းတဲ့အတွက်ဇပိုးဆက်ရအဖွဲနဲ့လူရှင်တော်အဖွဲကယင်းသူတွေကတော့အကူအညီကြပါတယ်။ ရုံးဆောင်ချင်းတူရာတောင်ဇပူးဆက်ရည်ရဲ့ဘဝကတနာစီယာကောင်းတယ်လို့ဆိုရမှာပါသူတို့မှာအထူးခွင့်ရရလို့ခံစားခွင့်မရှိတာကြောင့်ပါမင်းမီမင်းသားတွေလိုအမှုပညာရှင်မရတဲ့အပြင်နှိမ်ခံရတဲ့ဘဝနဲ့အိမ်မပိုင်တာတောင်ရှိတဲ့အိမ်ပိုင်တောင်မရှိတဲ့ဇပူးဆက်ရည်နေလည်းအများကြီးရှိခဲ့ရပါအိမ်ပိုင်ကိုလိုချင်ကြတဲ့ဇပူးဆက်ရည်ရဲ့ဘဝကအိမ်ငါဘဝနဲ့ပဲအဆုံးသတ်သွားရတာတွေအများကြီးရှိပါတယ်ချိုးတင်နေတဲ့အပြင်လို့ကြွေးမဲ့သူမရှိပဲဂျမ်းမကြီးမကောင်းတဲ့ဒေါ်နန်ခန်းဝအပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးပါအောင်အဆုံးထိကြည့်ရှုပေးလို့အားလု 哦，这就是马先生。<noise>